မင်္ဂလာပါနိုမာလာတရနေ့မင်္ဂလာမနက်ခင်းဖြစ်ပါတယ်ဒီမင်္ဂလာနေ့နေ့ကလေးမှာကျွန်တော်တင်ပြခြင်းတာတော့ဗျာဆရာတော်တော့မဟုတ်ကျွန်တော်ဒီချိန်မှာတော့တာမန်အားဖြင့်ကျွန်တော်မိတ်ဆွေတွေလည်းပြောတာပေါ့ရွေးကောက်ပွဲဝင်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်ဒီလောင်းတယောက်နေနဲ့မေးရဖို့ပဲပြောရမယ်ပေါ့ဒါပေမဲ့ကျွန်တော်မပြောပါဘူးမေးရဖို့ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ချင်တာကျန်တာမဟုတ်ဘူးကျွန်တော်လက်ရှိပြောနေတဲ့နိုင်ငံရေးစကားတွေကိုတရားဝင်နိုင်ငံတော်ရပြည်သူကရွေးချယ်တဲ့ပြည်သူကိုယ်စားလှယ်ဖြစ်လွှတ်တော်မှာ တိုင်းဒီပြည်ဒီကဘာပြည်ပြောနိုင်အောင်လို့လွတ်တော်ကိုယ်စားလှည့်တာပါလက်ရှိပြောနေစကားတွေပဲကျွန်တော်တို့လွတ်တော်ရောက်သွားလဲလက်ရှိပြောနေစကားတွေနဲ့လက်ရှိလုပ်နေတဲ့စေတနာအတိုင်းပဲတက်မတော်နဲ့ပြည်သူစည်းလုံးညီညွတ်အောင်နော်တရားဥပဒေစိုးမိုးအောင်သာဝရညီညွတ်ရေးရရှိအောင်တောင်သူလယ်သမားအလုပ်သမားစည်င်းသားလူတန်းသားတွေရဲ့ဘဝမြင့်မားလာအောင်လှုပ်ဖို့တရားဝင်လှုပ်ဖို့လွတ်တော်ကိုယ်စားလှည့်ဖြစ်ဝင်ရောက်ရွေးချယ်ခံတာဖြစ်ပါတယ်အဲ့လိုရွေးချယ်ခံတဲ့နေရာမှာ မဖြစ်တော့လဲကျွန်တော်တို့ဒီစကားတွေကတော့ကျွန်တော်တို့နိုင်ငံသားတယောက်ဖြစ်တဲ့အတွက်ပြောနေရမှာပါပဲနိုင်ငံသားဆိုတာပြည်ထောင်စုမြန်မာနိုင်ငံထဲမှာဖြစ်စီပြည်ထောင်စုမြန်မာနိုင်ငံပြည်ပမှာဖြစ်စီအမိမြန်မာနိုင်ငံသားဖမ်းမြန်မာနိုင်ငံသားတွေကမွေးခဲ့တဲ့နိုင်ငံသားတွေမှာတိုင်းမှာနိုင်ငံတော်အေဂျင့်တည်ညီမှုတရားဥပဒေစိုးမိုးမှုတာဝန်ရှိကြပါတယ်အဲ့တော့ဒီမှာရွေးကောက်ပွဲအကြောင်းပြောတဲ့အခါကျတော့ကျွန်တော်တို့လူလူတွေကနည်းနည်းကြွားကြတယ်ဗျနိုင်ငံချစ်စိတ်နဲ့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံမဲတောင်းနီးရရှင်းတယ်လွှတ်တော်ကိုယ်စားလှယ်ပါတီတွေနိုင်ငံရေးမဲရအောင်ပြည်သူမဲရအောင် လုပ်တာကတမစင်တခုကတမတော်မကောင်းကြောင်ပြောပြီးတော့ဒီမိုကရေစီလိုလိုအတိုက်ခံလို့မိုက်ကြည့်ကြည့်တွေလုပ်ပြီးတော့သူများမကောင်းကြောင်ပြောပြီးမဲတောင်းတဲ့နီးရတော်တော်တွင်ကျဲတယ်ဟုတ်မဖြစ်နိုင်တဲ့ဂရီတွေပြီးပြီကျွန်တော်တို့အဲ့လုပ်ငန်းစဉ်ကိုမလုပ်ဘူးအဲ့တော့အဲ့ဒီလုပ်ငန်းမလုပ်တဲ့အခါကျတော့တမတော်ကောင်းကြောင်ပြောတဲ့အခါကျတော့ဟိုဘက်အုပ်စုတခုလုံးကကျွန်တော်တို့မဲမပေးဘူးဘုံပြုံးကြတယ်အဲ့တော့တမတော်ကောင်းကြောင်ပြောတော့လေတမတော်ကကျွန်တော်တို့မဲပေးလို့ရတယ်အဖွဲ့စည်းမဟုတ်ဘူး military ကပါမယ်သူကကာကွယ်ရေးတာဝန်ထမ်းဆောင်နေရတယ်အဲ့တော့တက်မတော်ထောက်ခံတဲ့လူတွေနဲ့တက်မတော်နဲ့နီးနွယ်တဲ့လူတွေလည်းသူတို့တက်မတော်မြေဖျားခံရပါတီတွေရှိတယ်အဲ့ပါတီတွေကိုမဲပေးမယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကတော်တော်ကြက်တယ်မြို့သားမြို့သားနိုင်ငံရေးဦးတည်လုပ်တဲ့ကဟိုမှာ तू ကတက်မတော်ကောင်းချောင်ပြောတဲ့အတွက်မဲမပေးမယ်ဖွဲ့စည်းမုန်းနေတဲ့ဖွဲ့စည်းဒုတည်ကြီးရှိတယ်တပည့်ကလည်းတက်မတော်ကိုကျွန်တော်ထောက်ခံတဲ့ဖွဲ့စည်းကကျွန်တော်တို့မဲပေးနိုင်တဲ့ဖွဲ့စည်းမဟုတ်ဘူးသူတို့ကသူတို့လုပ်သူတို့လုပ်နေတဲ့ဖွဲ့စည်း အဲသူတို့တခြားနှီးနွယ်တဲ့ပါတီကလည်းသူတို့နဲ့ဘောင်သူတို့ပေးမဲ့ပါတီဆိုတော့ကျွန်တော်တို့မှလွတ်နေလွတ်လို့မလွတ်လို့ဒါလေးဘလို့လူမျိုးအဲ့ဒါဆိုရင်မင်းတို့ကဘာကြောင့်နိုင်ငံရေးတွေလွတ်တော်ကိုယ်စားလှယ်တွေဝင်ရွေးလဲကွာကျွန်တော်တို့ capacity ပြတာပဲကျွန်တော်တို့ဒါတွေလေ့လာထားတယ်ဒါတွေကိုသိတယ် ျွန်တော်တို့ပြည်သူကောင်းစားရေးကိုလည်းတည်တယ်နိုင်ငံတော်အတွက်ကျွန်တော်ဒီလောက်တော့လေးလာထားတယ်ဗျာကျွန်တော်တို့ပညာဝန်ဆာဒီလောက်တော့ဖြည့်တယ်ဒီချက်တည်းကလွယ်မနေတရားဥပဒေစိုးမိုးရေးဆိုဒါတွေလိုအပ်တယ်တောင်သူလယ်သမားအလို့သမားတွေအခွင့်အလမ်းတွေ့တွေ့တော့ဒီဌာနတွေနဲ့တို့ join လုပ်ရမယ်ဒီဌာနတွေကဘလို့ဘလို့ပံ့ပိုးပေးရမယ်တောင်သူလယ်သမားတွေကဘလို့လုပ်ရမယ်ဒါတွေကိုတည်ထားတယ်လေးလာထားတယ်မှတ်သားထားတယ်နိုင်ငံရေးမှာလည်း15နှစ်ကျော်ပါဝင်ကပတ်သက်ခဲ့ဘူးတယ်နော် ထဲထဲဝင်ပေါင်းခဲ့ဒီချီချောင်းတွေကိုတည်တယ်တည်ရောက်ကျွန်တော်တို့ရွေးမှလာကျွန်တော်တို့ဓာရီတော့လေ့လာတယ်ဆိုကျွန်တော် capacity ချပြတယ်ဒါပေမဲ့ပြည်သူရွေးမှဖြစ်မှာမရွေးရင်တော့ကျွန်တော်တို့မဖြစ်ဘူးရွေးသည့်ဖြစ်စေမရွေးသည့်ဖြစ်စေကျွန်တော်တို့က decide မဲ့မဲ့မြို့သားကျိုးစီးပွား national interest ဖြစ်ဖြစ်တဲ့မြို့သားကျိုးစီးပွားအတွက်ကောင်းရကောင်းကျောင်းစကားတွေကိုတော့ကျွန်တော်တို့ပြောနေရမှာပါပဲခင်ဗျငြိမ်းချမ်းဖို့ပြောနေရမှာပါပဲဒါလေးကိုတော့သိစေချင်ပါတယ်အားလုံးကို